င်ငံမှာအထင်းနှကောင်ကနေမွေးလာတဲ့ကြက်ကလေးတွေချင်းချင်းမျိုးဆက်ပွားနိုင်ဆိုတဲ့သတင်းနဲ့ထိုင်းနိုင်ငံကဖုန်ကြောင်တစ်ခုမှာရဟန်းချင်းချင်းတနက်နေ့ပြသက်ဆိုတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမမပါပဲအထင်းနှကောင်ကနေမွေးဖွားလာတဲ့ကြွက်တွေဟာတဆင့်ပြန်လဲမျိုးပွားနိုင်နေပြီဖြစ်ပါတယ်။ဒီစံသက်ချက်ကိုတရုတ်နိုင်ငံရှန်ဟိုင်းကြားထောင်တက္ကသိုလ်ကပညာရှင်အဖွဲ့ကဦးဆောင်ပြီးလုပ်ခဲ့တာပါ။ အခုနှစ်စောပိုင်းကလေးကအမရဲ့မျိုးရိုးဗီဇမပါပဲအထင်းနှကောင်ကနေတာပေါက်တွေကိုအောင်မြင်စွာမျိုးပွားနိုင်ခဲ့တာပါဒါပေမဲ့အဲ့ဒီတာပေါက်တွေကပြန်လဲမျိုးပွားနိုင်ခြင်းမရှိခဲ့ပါဘူးအခုတစ်ခါမှာတော့အဲ့ဒီတာပေါက်တွေကတစင်ပြန်လဲမျိုးပွားနိုင်ပြီဖြစ်ပါတယ်အထင်းနှကောင်ကနေပောက်ပွားလာတဲ့တာလောင်ကနေတစင်မျိုးပွားနိုင်တာကမျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းဤပညာအတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ပညာရှင်တွေကဆိုကြပါတယ်ပုံမှန်အားဖြင့် အဖုံနဲ့အမတို့ရဲ့မျိုးရိုးဗီဇာရောနောပေါင်းဆက်ခြင်းကကောင်းမွန်စွာအလုပ်လုပ်ပေးမယ်။အဖိုးဒါမှမဟုတ်အမတမျိုးတည်းရဲ့မျိုးရိုးဗီဇာတွေကိုပေါင်းဆက်ခြင်းကအလွန်ခက်ခဲတယ်လို့ဆိုပါတယ်။စိုးကြုံနေနဲ့အဲ့ဒီကနေရလာတဲ့သားလောင်းတွေကလည်းအသက်သေဆုံးတဲ့အထိဖြစ်နိုင်တာမို့မျိုးရိုးဗီဇာပေါင်းဆက်တဲ့အခါအထူးဂရုစိုက်ရလေးရှိပြီးအဲ့ဒီအတွက်တီချာရဲ့ program ရေးဆွဲနိုင်ဖို့ကြိုးစားနေကြတယ်လို့လည်းသိရပါတယ်။ဒီနည်းပညာမှာ အထူးမျိုးရိုးဗီဇာအချင်းချင်းပေါင်းဆက်ပြီး တားလောင်းအဖြစ်ဖန်တီးရတာထက်အမောက်အချင်းချင်းရဲ့မျိုးရိုးဗီဇတွေကိုပေါင်းစပ်ပြီးတားလောင်းအဖြစ်ဖန်တီးရတာကပိုပြီးလွယ်ကူတယ်လို့လည်းသိရပါဗျ။ဒီလိုအောင်မြင်မှုရလာဖို့တွတ်တွေမှာတော့အများကြီးစူးစမ်းခဲ့ရပြီးစိန်ခေါ်မှုများစွာလည်းရှိနေသေးတာမို့ဒီနည်းပညာနဲ့လူတွေမှာရောမျိုးပွားလို့ရနိုင်မလားဆိုတာကတော့ကြီးမားတဲ့စိန်ခေါ်မှုတွေများစွာရှိနေတဲ့အပြင်အတွေ့အခေါ်ဆိုင်ရာနဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာမေးခွန်းတွေလည်းများစွာရှိလာနိုင်တယ်လို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။ ထိုင်းနိုင်ငံဖူခက်မြို့မှာရဟန်းချင်းချင်းတနက်နေ့ပြစ်တတ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဖူခက်ကခေါင်ရံဖုံကြီးเจ้าမှာမနေ့ကဇွန်လ29ရက်မနက်9:00နာရီကမှစီနီယာရဟန်းတစ်ပါးကသူ့နောက်လိုက်ရဟန်းကိုတနက်နေ့ပြစ်တတ်ခဲ့တယ်လို့သိရပါတယ်။ဖူခက်ကတာဝန်ရှိတဲ့ရဲအဖွဲ့ကတွားရောက်စစ်ဆေးတဲ့အခါမှာတော့တန်ရရှိသူ အသက်48နှစ်ရွယ်ယဟန်ကြားတဲ့ဆိုသူကအခန်းအမှတ်တမှာပုံအောင်နေတာကိုတွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။သူစီမှာ ကျူးလွန်ရမှာအုံပြူခဲ့တဲ့တာတီရီကာလီပါပစ္စတိုတနက်တလက်နဲ့ကြီ6000ကိုပါဖန်စီရမိခဲ့ပြီးသူ့အခန်းကိုဆက်ချကြည့်တဲ့အခါမှာတော့တာတီရီကာလီပါကြီးစံ14000ကိုပါထပ်တွေ့ခဲ့ရပြီးတသက်အဖြစ်တင်စီခဲ့တယ်လို့ဆိုပါတယ်။ဖုန်ကြီးကျောင်းရဲ့အိမ်သားထဲမှာတော့တေဆုံးသူအသက်36နှစ်ရွယ်ရဟန်းနီဝဲရဲ့ရောအလောင်းကိုသင်္ကန်းဝတ်ထားတဲ့ပုံစံနဲ့တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။သူ့ရဲ့လေပင်ညာဘက်လမောင်းနဲ့ရင်ဘက်မှာ တနက်တန်ရလေးချက်နဲ့သေဆုံးနေကြတာပါ။ရောလောင်နီမှာတာဒီရီကာလီဘာကြည်စံကွန်လေးခုနဲ့ကြည်စံတရောင်းကိုလည်းတွေ့ရှိကြရပါတယ်။ရက်တဖွဲ့ရဲ့ကနအူးစုံစမ်းစစ်ဆေးမှုတွေအရဖြစ်ခဲ့ခံရတဲ့အကြောင်းရင်းကတော့သေဆုံးသူယဟန်နေဝက်ကဂျာရက်ကိုအမြဲတမ်းအနိုင်ကျင့်နှောက်ယှက်မှုတွေပြုလုပ်လေးရှိတယ်လို့ဆိုပါတယ်။အထူးသဖြင့်ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေမှာနေဝက်က အိနာသကားကိုလောမချပဲဝင်သွားပြီးတော့ဖုန်းနဲ့တခြင်းအကျဲကြီးဖွင့်နေလို့ဂျာရက်ကဒေါ်လာထွက်ပြီးပြစ်ခတ်ခဲ့တာလို့သိရပါတယ်။ယဟန်နီဝတ်ကိုပြစ်တက်ပြီးတော့ယဟန်ဂျာရက်ကသူ့တနက်ထဲကိုခြေစံအသစ်6တောင်းထပ်ဖြည့်ပြီးအခန်းထဲမှာပုံအောင်နေတဲ့အချိန်မှာရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တာပါ။ဒါအပြင်ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်းယဟန်တပါးကနိုင်ငံသားတအုပ်ရဲ့ဇနီးဖြစ်သူကိုသဘောကျမိတာကြောင့် လူဝတ်လဲပြီးအဲ့ဒီအမျိုးသမီးကိုလိုက်လံပိုးပန်းချိန်မှာအမျိုးသမီးကညံတာကြောင့်ပြစ်တက်လိုက်ပြီးကိုတိုင်းမှာလိုက်သေးဖို့စူးစမ်းခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့သေးတယ်လို့သိရပါတယ်ရှင်။